အတွက်ကုသိုလ်ပြုတာတဲ့ညီမရဲ့မိဘပေါ့နော်မိဘအတွက်မမေ့အတွက်လာပြီးကုသိုလ်ပြုပေးတာဝင်းနေဆိုတာကကိုယ့်ရဲ့မိဘကဒီရက်မှာပေါ့နော်ဒါသေမင်းနဲ့ဒါအပြိုင်စစ်ခင်းပြီးတော့ကိုယ့်ကိုအဲခက်ခက်ခဲခဲနဲ့ဟိုမွေးထုတ်ရတယ်သူမှဒီကိုဒီလာတွေအကြာကြီးကိုမမပေါ့နော်မွေးထုတ်ရတယ်ဒီလိုမျိုးအများကြီးပင်မဆင်းရဲခံပြီးတော့ဒါလူလောကတွေရောက်လာတဲ့ဒီနေ့ဆိုတော့ဒါမိဘအတွက်လည်းကုသိုလ်ရအောင်ဆိုပြီးဒီနေ့လေက အကုသိုလ်လာလုပ်ပေးရပါရှင်ဟုတ်ကျင့်ကြလာပြောလို့ရတယ်ပုံမှန်ဆိုရင်အဲ့လိုစကလုံးလေးတစ်လုံးဝအစားစာချောင်းလေးတစ်ချောင်းဝအစားအရန်ခန်းစားတက်တဲ့သူလေးတိုက်ချင်တဲ့လူကတိုက်မှာပဲမှုတ်ထုတ်ချင်တဲ့သူကမှုတ်ထုတ်မှာပဲဒါမဲ့ကိုတီအဲမလဲသွားဖို့လို့ရောက်တယ်ရလို့အေဂျင့်ချင်းနေပဲနဲ့ပဲအဲဖြတ်တန်းလာတဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့လက်ဆောင်လေးရညီမအတွက်တော့ထူးခြားပါတယ်ဟုတ်

အဲကိုမွေးနေ့ဒီလလေးစဝင်တာနဲ့ဒီကုတူတွေနဲ့ပဲလှုပ်ဖြစ်တယ်တရားခန်းဝင်ဖြစ်တယ်အဲဒီဖျားပေါ့နော်စိုက်ကျူးဖက်သွားတယ်တရားထုတ်တယ်အဲပြီးတော့ပြန်ရောက်တယ်ပြန်ရောက်ပြီးတော့ဒီမွေးနေ့ဆိုလည်းအလှလေးပဲလှုပ်ဖြစ်တယ်ဆိုတော့ဒီတစ်လလုံးကတော့ဒီကုတူတွေအလှတွေပဲဒါလှုပ်ဖြစ်မှာပါဟုတ်နိုင်ပါသေးတယ်နိုင်ပါသေးတက်ကြော်ရကြော်ရှေ့ပါလေဗျာအဲတိုင်းနဲ့ကြတော့လေဒါရှူတင်နေမှာလဲစုံဖြစ်တာလဲရှိရဲ့နောက်တစ်ခုကကြတော့ပုံမှန်ကတော့ညမအရင်အရင်ရင်နှစ်တရားမွေးနေ့ဆိုရင်တော့ ဲတရားစခန်းဝင်နေပြီးွားရင်ဒီကျောင်းနေအဲပေါ့နော်အဲ့လိုပဲလှုပ်ဖြစ်တာများတယ်ဒီအပြင်ပိုင်းပေါ့နော်ဒီရက်ွက်တွေမှာအဲဒီလိုမျိုးအဲ့လိုလူအများကြီးကိုကျွေးတိတ်ကျွေးမကျွေးဘူးပေါ့အဲ့ဒါနဲ့ပဲအာတိုင်းရလဲလှူနေတာကလည်းဒါတောက်လျှောက်မြင်နေရတာဆိုတော့တိုင်းနဲ့ပဲချိန်ပြီးတော့ဒါ အဲဒီပေါ့ဒီဒီရက်ကွက်မှာလာပြီးတော့ဒါလူရောက်200ဆာလာရောက်အဲမွေးနေ့ကုသိုလ်ပြုရပါရှင်ဟုတ်ဟုတ်ကဲ့ဒီနေ့ကတော့ဒါထမင်းဟင်းပေါ့နော်ထမင်းဟင်းကိုမမလူရောက်200ဆာနေနဲ့တိုင်းရောက်ဥဆောင်ပြီးတော့ဒါအာတငယ်ချင်းနေနဲ့အတူပေါ့နော်ဒါကုသိုလ်လာပြီးတော့လောက်တာပါရှင်ဟုတ်ဟုတ်တယ်ညမနှစ်တိုင်းရအလိုမွေးနေ့ဆိုရင်ပုံမှန်တော့ငငယ်တုန်းကတော့အာတကြံဆိုရင်စော့ကျင်တယ်မွေးနေ့ဆိုလည်းပျော်ကျင်တယ်တဲ့ပါတာပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့အသက်ကကြီးကြီးလာလာနေမြတ် ်တကြံဆိုလည်းတိတ်မပျော်တတ်တော့ဘူးပြီးတော့မွေးနေ့ဆိုရင်လည်းပျော်လေးပျော်ထားရှိတာထက်အဲ့လိုကုတူတွေပဲလုံရင်းနဲ့ပဲအဲဖြတ်တန်းတယ်အဓိကမွေးနေ့ဆိုတာပုံမှန်ပေါ့နော်ဒီနောက်ပိုင်းလူငယ်တွေကသိရင်သိမယ်မွေးနေ့ဆိုရင်ဒါ ငွေနေဂိတ်တွေခွဲမယ်ပျော်မယ်ရွှင်မယ်ဒါအကုန်လုံးကိုငွေနေကိုကကိုကလို celebrate လုပ်မယ်ပေါ့ဒါပေမဲ့တကယ်တကယ်ကကြတော့ငွေနေဆိုတာကအာညီမတော့ဒါဆိုရင်ညီမကိုညီမအတွက်ကုသိုလ်ပြုတာတဲ့ညီမရဲ့မိဘပေါ့နော်မိဘအတွက်မိမိအတွက်လာပြီးကုသိုလ်ပြုပေးတာဘာလို့လဲဆိုတော့ငွေနေဆိုတာကကိုရဲ့မိဘကဒီရက်မှာပေါ့နော်ဒါသေမင်းနဲ့ဒါအပြိုင်စစ်ခင်းပြီးတော့ကိုကိုအဲခက်ခက်ခဲခဲနဲ့ဟိုမွေးထုတ်ရတယ်သူမှဒီကို ဒီလတွေအကြာကြီးကိုမမပေါ့နော်မွေးထုတ်ရတယ်ဒီလိုမျိုးအများကြီးပင်မဆင်းရဲခံပြီးတော့ဒါလူလောကတွေရောက်လာတယ်ဒီနေ့ဆိုတော့ဒါမိဘအတွက်လည်းကုသိုလ်ရအောင်ဆိုပြီးဒီနေ့လည်းအကုသိုလ်လာလုပ်ပေးရပါရှင်ဟုတ်ရှင်ချက်လာပြောလို့ရတယ်ပုံမှန်ဆိုရင်အဲ့လိုစကလုံးလေးတစ်လုံးအားစာစာချောင်းလေးတစ်ချောင်းအားစာအရန်ခန်းစားတက်တဲ့သူအခုလိုမျိုးဆိုရင်အဲ့လို စကားလုံးတစ်လုံးပြောလဲကိုဒီအော်ကိုမဟုတ်နေဘူးတတ်ကြမလို့ကိုဘာမှဖြစ်မနေဘူးအဓိကကိုလှုပ်ဆရာရှိတဲ့အလုပ်တွေမပြတ်သွားဘူးပဲကိုစူးစမ်းနေတဲ့အရာတွေမရက်သွားဘူးပဲအာလေးတိုက်ချင်တဲ့လူကတိုက်မှာပဲမှုတ်ထုတ်ချင်တဲ့သူကမှုတ်ထုတ်မှာပဲဒါမဲ့ကိုဒီမလဲသွားဖို့လို့အဲအဲ့လိုမျိုးလေးပဲတွေးထားတဲ့အတွက်ကြောင့်မလို့အာကိုကိုစူးစမ်းနေတဲ့အရာတွေဆက်ရှောက်မယ်အဲမရက်သွားဘူးလူတွေကတော့ ပြောမှာပဲပြောချင်တဲ့လူကပြောကိုပြောမယ်မပြောချင်တဲ့လူကမပြောဝင်ပြောဆိုတော့နောက်ပိုင်းဒီအဲပဝင်းချင်ကိုဂယုမဆိုင်ဘူးလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးဒါပေမဲ့ဂယုဆိုင်ရမယ့်အရာတွေဆိုဂယုဆိုင်လိုက်တယ်အဲလစ်လူရှူရမယ့်အကြမ်းအရာဆိုတော့အများကြီးလစ်လူရှူလိုက်တယ်ကိုကိုစိတ်ကိုလို့ပင်ပန်းခံပြီးတော့တော့လို့မတည့်ွားတော့ဘူးဟုတ်ဝင်းနေလက်ဆောင်နေရတော့ရပါတယ်ရှင်ဘာလို့ဆိုအဓိကဟိုတခြားလို့ဒီနှစ်ဆိုရင်ဘာမွေးနေ့လက်ဆောင်လိုချင်လဲဆိုရင်အဓိကကြတော့လို့ တံမိုးကြီးလက်ဆောင်နေတဲ့ဒီနှစ်ကလို့အေးချမ်းချင်းဆိုတဲ့ပေါ့နော်မွေးနေ့လက်ဆောင်လေးလိုချင်တာဒါပေမဲ့လည်းဒီမွေးနေ့ဒီမရောက်ခင်เนี่ยကိုယ့်ရဲ့စိတ်ကလေးတွေအရန်အေးချမ်းရတယ်တောက်လျှောက်ဒီနေ့ထိပေါ့နော်တကြံဆိုလဲတကြံလျှောက်ဒီရောက်ခဲ့ရလို့အေးချမ်းချင်းနေပဲနဲ့ပဲ ဖြတ်တန်းလာတဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့လက်ဆောင်လေးကညီမအတွက်တော့ထူးခြားပါတယ်ဟုတ်ပါဆိုတော့ပူလောင်ခြင်းတစ်ခုမှမရှိဘဲနဲ့အေးအေးချမ်းချမ်းလေးနဲ့ပဲအကူတော်တွေလှုပ်ခွင့်ရတယ်ပြီးတော့ကိုယ့်ရဲ့ချစ်သူခင်သူတွေနဲ့ပဲပေါ့နော်အဲ့လိုအေးအေးချမ်းချမ်းလေးပဲရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့လက်ဆောင်ကတော့အေးချမ်းချင်းကိုကိုကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လက်ဆောင်ရရပါတယ်ဟုတ် surprise တွေကတော့ရတာမျိုးရှိသေးတာ surprise တွေကတော့ရတာပေါ့ရှင်အဲဒီနေ့ surprise တွေကတော့အဓိကကတော့ ဟိုတံပိုးဆိုတာတော့ဒါကိုဖြတ်တံပိုးတစ်ခုကတော့ကိုဖြတ်လိုက်ရင်တော့တံပိုးတစ်ခုအနေနဲ့ရှိသွားတာပါဒါပေမဲ့ချစ်တဲ့ခင်နဲ့စိတ်နဲ့ဒီပေးတဲ့အရာတွေကိုညီမတို့တံမိုးမဖြတ်ဘူးတံမိုးထားတယ်အဲ့တော့ surprise ဆိုတာထက်ဘယ်လိုခေါ်မလဲကို့ချစ်လို့ခင်လို့စိတ်ချမ်းသာအေးချမ်းစီခြင်းလို့ပေါ့နော်ပျော်စီခြင်းနဲ့စိတ်နဲ့ပေးတဲ့အရာတွေမှန်သမျှတော့ညီမတို့အကုန်လုံးလက်ခံတယ်ယူလဲယူရဲအဲ့အတွက်ကြောင့်မလို့လက်ဆောင်တွေကတော့ပေးကြပါတယ် surprise တွေလည်းလုပ်ကြပါတယ် အဲအဲ့အတွက်လည်းအများကြီးလေးကျေးဇူးတင်ပါတယ်လို့ဟုတ်အဓိကတော့ EACC ပဲဖြတ်တန်းတယ်ညီမဒီဒီလိုကိစ္စမျိုးကဒါအဲ့တုန်းကဆိုလည်းမကြုံဘူးလေနော်ကိုလည်းမဟုတ်နေတဲ့ခါကျတော့အခုမှလည်းပြန်လဲမဖြေရှင်းပါဘူးဒါအဲအဲ့လိုမျိုးကြုံတဲ့အဲ့ကြုံခဲ့တဲ့အခါတုန်းကဆိုရင်ကိုဒီငယ်လဲငယ်တဲ့အတွက်ကြောင့်မလို့ဟိုသွေးပူတဲ့အချိန်ဆိုကိုရဲ့မိဘအတွက်ပေါ့နော်စိတ်ပူပြီးဖြည့်ရှင်းခဲ့တဲ့ဟာလေးမျိုးရှိရအဲ့ဒါအကြတော့တချို့ဟာအရင်ကြတော့ ပြည်သက်နဲ့နားလည်မှုလွဲတဲ့အပိုင်းလေးရှိရယ်အအထူးကဒီညီမပတ်ဝန်းကျင်ညီမဘေးရလူတွေညီမပတ်ဝန်းကျင်မှာပေါ့နော်ရှိရသူတွေဒီအဲညီမကိုတီးတယ်တီးတဲ့အတွက်ကြောင့်မလို့အထူးကအော်ကိုမဟုတ်နေကိုလက်ပြကိုလုံးနေအဲအဲ့ဒါဆိုပြီးပြီဆိုအဲ့လိုလေးပဲဖြတ်တန်းလိုက်တဲ့ခါကျတော့အေးချမ်းသွားတယ်အဲ့လိုမဟုတ်ဘဲနဲ့လူရငါ့ကိုဘာတွေပြောမှလူရဘလို့တင်မှလဲငါမဟုတ်တော့ဘလို့လိုက်ရှင်းပြရမှာလဲတယောက်ချင်းစီတယောက်ချင်းစီတယောက်ချင်းစီစင်ကဲစင်ကဲမပြောနိုင်ဘူးလေမပြောနိုင်တဲ့ခါကျတော့အဲ့ဟာတွေဒီအဲ့ စက်ဝိုင်းအတွင်းရောအအကုန်ပြည့်အောင်ညီမလည်းလိုက်မပြောပြနဲ့အဓိကကို inner cycle မှာရှိတဲ့လူတွေကိုအဲကိုမှန်ချောင်းတည်တယ်အဲကိုမဟုတ်ချောင်းတည်တယ်အဲ့ဆိုရပြီကိုဒီလူအများကြီးနဲ့ဆက်ဆံရတာတော့မှန်တယ်ဒါပေမဲ့တကယ်တကယ်ပေါ့နော်ညီမတွေးရတာဒီကိုအခက်ခဲဖြစ်တဲ့အချိန်ကိုဒုက္ခရောက်မဲ့အချိန်ကိုအကူအညီလိုတဲ့အချိန်မှာပြီကိုဘေးနားမှာရှိတဲ့ inner cycle ကလူတွေဒီ အဲကိုပဲချင်းခေါ်ခေါ်ရောက်လာမဲ့သူတွေဒီအဲ့လိုမျိုးလေးတွေဒီပဲအဲ့လူတွေကိုပဲညီမထက်ထွက်လိုက်တယ်အများကြီးလိုက်ပြီးတော့ထက်ထွက်တဲ့ခါကျတော့ကိုလည်းပင်ပန်းနေအဲလိုရင်းလည်းမရောက်ဘူးရှေ့လည်းမရောက်ဘူးအဲ့မှာမလိုလားတဲ့ပြဿနာတွေပိုဖြစ်နိုင်တယ်လေအဲ့တော့အများကြီးမတွေးတော့ဘူးပင်ပန်းနေကိုလုံးချာရှိရာလုတ်တယ်အဲကိုမမှန်ကန်ကန်နေတယ်ဒါတော့ဆိုရပြီဆိုတော့အဲ့လိုအရန်ပူပန်ရမဲ့ဟိုက်ထဲလေပူပူပန်လေအဲ့လိုဖြစ်လို့လေအဲ့တော့မတွေးတော့နောက်ပိုင်းဟုတ် ဟုတ်ကဲ့ပါရှင်ဒါဒီနှစ်ပေါ့เนาะဒါဒါမြန်မာနှစ်သစ်ကိုလည်းရောက်ပြီးနှစ်သစ်လည်းဖြစ်တဲ့အတွက်ကြောင့်လို့ပြိသက်ကြီးရလဲကျမ်းမာချမ်းသာအေးချမ်းပြီးတော့အဆစရအစဉ်ပြေချုံမှုရနှစ်တစ်နှစ်လေးဖြစ်ပါစေလို့အဲကျမဒီနှစ်မွေးနေ့လေးရနေပြီးတော့ဆုမကောင်းတက်ပြလိုက်ပါရှင်ဟုတ်ကျေးဇူးပါ